ခုဆိုကျွန်တော်ကိုတရားစွဲတယ်ဟုတ်လားကျွန်တော်ကတဖက်ကလူကဘာမှမလုပ်ခဲနဲ့ဒီကျွန်တော်တို့ကဘာကာတုံကြီးကိုချစ်ပါတယ်လို့ကျွန်တော်တို့ကဘုရားရဲ့စည်တီကျော်တယ်ဘုရားရဲ့စည်တီကျော်ဆိုတာရှိမှာမရှိလားခရစ်ယာန်ပါပဲရှိတာဘုရားရဲ့စည်တီကျော်ဆိုတာနော်အဲ့ဒါသာသနာညှိုးနှိုင်းမှု2 9နော်2 9ဘုရားရဲ့စည်တီကျော်ဆိုတာကျွန်တော်တို့ဘုရားမှာစည်တီကျော်မလို့ဘူး ကျွန်တော်တို့ဗုဒ္ဓဘာသာတရားကိုဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့လူတိုင်းကဗုဒ္ဓရဲ့စစ်တီတော်ဆိုတာမရှိဘူးအဲ့ဒါသာသနာညှိုးနှိုင်းမှုမြောက်တယ်ဥပဒေပုံမှန်195နဲ့မြောက်တယ်နော်အခုမင်းသားကြီး तू ကျွန်တော်မပြောတော့ဘူးနော်ဘာလို့မပြောတော့လဲ तू က तू ပဲကျွန်တော်ကို BDF တွေပါလေ तू ပြောခဲ့တာနော်တရားဆွဲတယ်ဘာဖြစ်လဲဆွဲတယ် तू ဆွဲကိုဆွဲဆွဲတာပဲမဟုတ်လားခေါ်ယူစစ်ဆေးမှုဆိုတာကျွန်တော်တို့ကျွန်တော်လည်းဆွဲလိုက်ပြီနော်ကျွန်တော်ဆွဲပြီ နော်အဲ့တော့ကိုကိုတိုင်းလာရှင်းရမယ်ပြင်ဦးလင်းပါနော်ရှင်းခမားတို့0.66တောက်ကကြီးတယ်ဆိုတာကျွန်တော်ကဘာမှဆဲတဲ့အမှုတွေမဟုတ်ဘူးနော်လာရှင်းပြင်ဦးလင်းကခမားတို့လည်းလာရှင်းရမှာကျုပ်ကတည်ရခံလေးခမားတို့ကတည်ရလို့အဲ့တော့ကျွန်တော်ပြင်ဦးလင်းကကျွန်တော်လည်းတရားပြန်ခွင့်တယ်အမှုပြန်ခွင့်တယ်ဟုတ်လားခမားတို့လည်းခေါ်လိုက်မယ်ပြင်ဦးလင်းကကျွန်တော်လည်းခေါ်မယ်ဟုတ်လားခေါ်တဲ့အချိန်နဲ့အောင်လုံးစောင့်ကြည့်တာပေါ့ဘာလို့အဲခေါ်တဲ့အချိန်ကတည်ရခံပြင်ဦးလင်းမှာရှိရလဲခမားဆွဲလို့တည်ရခံမှာရှိနေတာလေစစ်ပေါ့ဘာဖြစ်လဲလာမှာပေါ့ နော်ဘာလို့ဖြစ်နေတာမန်းဆိုတာကတို့တို့စဉ်းစားရမယ်ကျွန်တော်တို့တွေးရမယ်အခုဘုโจချုပ်ထုံးအောင်ဘုโจကြီးချုပ်ထုံးအောင်ဖြစ်တယ်ဒီကျောင်းတငယ်ချင်းကိုလည်းသွားတကြူခဲ့တယ်နော်ကျောင်းတငယ်ချင်းသွားတကြူတယ်ကျွန်တော်တို့တဲ့တက်မတော်ကနော်အငိမ့်သားလူတွေလည်းကျွန်တော်ပြောချင်တယ်ခမားတို့ကိုကိုကိုအယုံကြည်မလွယ်ပါနဲ့နှကာရှိပြီတကာလည်းအလိုပဲကားနဲ့တိုက်တက်ပြန်ရမှာဟုတ်မတိုက်တက်ဘူးအခုလေအိမ်ရှိမှာစွန်းလောင်းတယ်ဟိုကကျွန်တော်အမြဲတမ်းပြောတယ်မတ်စတာဒါရင် အုတ်ထုတ်ဆောင်လာရင်မတော်ဗျာတက်မတော်ကပိုချုပ်ကြီးတယောက်ဗျာအဲ့လိုတော့မှအတိမြင်မရှိဘူးလားမရှိတော့တေပေါ့ဗျာဟုတ်လားကျွန်တော်ပြောချင်တာဘယ်နေရာမှာမှမလုံခြုံဘူးဒီလိုအဖြစ်သမားတည်တန့်ရှိတယ်ပတ်စံ၅လုံးရတသိန်းရလုံးတဲ့တတ်တဲ့ကောင်တွေရှိတယ်ကျွန်တော်ကျွန်တော်တို့တိုင်းနဲ့ကျွန်တော်ရူဘီရူဘီမှာထိုင်းနေဟုတ်ဥမာ노ပါကင်ဆိုပြီးတော့ရေးထားတယ်ကျွန်တော်တို့ကကားရဲ့တော့ရူဘီမှာဆိုင်ကယ်တစ်စီးပျောက်သွားတယ် နော်ခိုးကန်ရတယ်ကင်မရာရှိတယ်ဖမ်းပေးနိုင်လားဆိုတော့မဖမ်းပေးနိုင်ဘူးကျွန်တော်တို့ကားရတော့ကျွန်တော်ကလိုးပါကင်မှာကျွန်တော်တို့ကထိုးမိအဲ့ကျွန်တော်တိုင်းတဲ့နေရာနဲ့ကျွန်တော်ကားနေကိုကျွန်တော်ကမြင်မြင်နေမှရမှာပေါ့နော်အဲ့တော့ဟိုဥပမာတစ်ခုပေါ့တကယ်လို့ကျွန်တော်ဟိုကားအောက်ကိုသွားထိုးလိုက်ရင်ဒီမှာဘုံလူမြတ်မှာပုံတက်သွားကျွန်တော်ဘယ်လိုလုပ်လဲအဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်ကိစ္စမဟုတ်ဘူးတတိရှိဖို့ကအဲ့ဘူဂျိုကြီးတွေသူတည်တယ် ပိန်နဲ့လာပြသွားတယ်ဒါလည်းရှင်းဖို့ကောင်းတယ်ကျွန်တော်ကျွန်တော်နေတော့ရှက်တယ်တမန်တော်ကဗိုလ်ချုပ်ကြီးအစ်စ်ကိုတာဝန်တန်းတော်ဝိုးတဲ့လူတည်တာတည်သွားတာပေါ့ဗျာပြစ်တယ်လို့စပိန်နဲ့လူကလာပြစ်တတ်တာလေအဲ့ဒီတော့အတိတတိမရှိဘူးလားအဲ့ဗိုလ်ချုပ်ကြီးကမဟုတ်ဘူးမဟုတ်ဘူးဗျာကျွန်တော်အမှန်ကိုပြောတာတည်သွားပြီခုဒီနေ့မှတကြိုးလားကျွန်တော်တို့နောက်ကိုအင်းကြီးအနှွေးရယ်နဲ့မတ်တက်တဲ့အုတ်ထုတ်ဆောင်ရယ်ဝင်လာရင်ကျွန်တော်တို့အကက်မခံဘူးအဲကျွန်တော်ကျွန်တော်ကျွန်တော်လုံးဝမရဘူးကျွန်တော်လူတွေမှမနေတာ အများအားထိုင်နေအဒီနေ့တော့မှကျွန်တော်ကလိုပါကင်ဆိုတော့ကျွန်တော်လည်းမိုးကရွာနေတော့ကျွန်တော်ကားကိုအဲ့လိုပြောတော့ကျွန်တော်ကားကလည်းတည့်ရတိုင်းဟိုကောင်လည်းလိုက်ကြည့်နေရတာမသိဘူးသူတို့လှုပ်လို့မရအောင်ကျွန်တော်တို့ကလှုပ်ရတဲ့အကန့်တွေရှိတယ်ဗျဒါကြတဲ့ကျရင်တိုင်းပြည်တွေလှုပ်လို့ရတာတချို့ကမူဝါဒအောက်မှာပဲကြာချုံးနေတာပေါ့အဲ့လိုပါကင်ဆိုရင်အမထားနေဆိုရင်လည်းဟိုမထားတော့မထားဘူးဗျာတခုခုဆိုရင်တောင်းရင်မှုတောင်းဝင်ခံမှုရှိလားဆိုလည်းမရှိဘူးဆိုင်ကယ်ပြောက်တာလည်းမလျော်ပေးနိုင်ဘူး CCTV လည်းရှိတယ်မဟုတ်လား ဒါရီယဟိုပေါ့ကျော်ကျုံလို့ပြောပြတာပါနော်တောင်းယူမှုတောင်းယူခံမှုမရှိတဲ့အရာအားလုံးမှာတော့ကျွန်တော်လဲကျွန်တော်ကကျွန်တော်လုံခြုံမှုတော့လုံခြုံမှုတစ်ခုကိုကျွန်တော်တော့ရွေးချယ်ရတာပဲရွေးချယ်ရတာပဲအမ်ကိုကတော့ဟိုကိုရဲ့ကားတွေကတော့ဟိုထဲတွေရှောက်ထည့်ထားပြီးတော့မှလုံခြုံတဲ့နေရာကြီးထည့်ထားပြီးတော့မှဟိုကျွန်တော်တို့ကားကြမှာနိုးမာကင်နေရာမှာမရက်နေလို့ပါလို့ဆိုရပါတယ်မရက်ဘူးဒါပေမဲ့အဲ့ဒီကားနဲ့ပတ်သက်လို့အဲ့ဒီကားကိုဘုံတော်ခဲ့ခနာတောင်းယူလာလို့မင်းခနာဘလို့ပြန်ပြေးမလဲအမ် ဲ့ဒီဆိုင်ငယ်ပြောက်သွားတယ်ဟုတ်ပြီဒီရူဘီမတ်တဲကိုလာတဲ့အတွက်အဲ့ဒီဆိုင်ငယ်ပြောက်သွားတယ်ခင်ဗျပါတာဝန်ယူမလဲအဲ့အဲ့လိုမျိုးပေါ့လူကမေးပါပဲလေအဲ့ဒါကိုဖြေနိုင်မှတာဝန်ယူမှုတာဝန်ခံမှုရှိမှခေါင်းဆောင်လုပ်ရမှာလေကျွန်တော်အမှန်တရားကိုပြောတာပါဘယ်သူမှတိုက်ခိုက်နိုင်မှာမဟုတ်ပါဘူးအဆိုင်ငယ်ပြောက်သွားတယ်ရူဘီမတ်တဲကိုဈေးလာဝယ်ပြီးမှဆိုင်ငယ်ပြောက်တယ်ပြောက်သွားတော့ကျွန်တော်တာဝန်ယူဘူးလေ ခမောက်စီကျူတီတော့ချထားတယ်ဒီနေရာမှာကားမရရအောင်ဟုတ်ပြီကားမရတော့ဒါပေမဲ့အဲ့နားမှာခမောက်စီကျူတီကိုကားမရဖို့ပဲတာဝန်ပေးထားတာလားအဲ့ဒီဆိုင်ကယ်ကိုပျောက်သွားတာကိုတာဝန်ယူမှုတာဝန်ခံမှုရှိလားဒါမျိုးတော့နှုတ်နှစ်ဖက်ပြည်သူလုံခြုံရေးဆိုတာပြည်သူကာကွယ်ဆိုတာခမောက်လာတာကြီးအလကားယူထားတာမှမဟုတ်တာအဲ့ဒါတော့တာဝန်ယူမှာပေါ့ကျွန်တော်လူလူမျိုးရဲ့ကားကိုတနေရာမှာဘုံတောင်သွားလို့ကျွန်တော်ကဘုံကွင်ခဏတော့တောင်းယူမလား ကျွန်တော်ကဒါ level အရှိတရားပဲကျွန်တော်ဟိုတလောမှာအဲ့မှာဖြောက်သွားလို့ဒါမှမဟုတ်ကျွန်တော်ကားကိုကျွန်တော်နဲ့မျက်လုံးနေရာမှာကျွန်တော်ရက်ရတာကျွန်တော်လူလူကိုလှုပ်ကြံနေတာအများကြီးပဲခါကြကျွန်တော်ညီမနိုင်ငံလာတာပဲယူနေတာအလို့ကြတော့တိကျမလို့ရှောက်အဝါရားတွေနော်အဝါရားတွေဘာမှမဟုတ်တောင်းရင်မှတောင်းခံမှုရှိလားဆိုတော့ဘယ်သူမှမရှိဘူးနော်ပြီးတော့ကြတော့လေအဲစောက်ပြစ်ပဲ အပြောတဲ့အခုကျွန်တော်ပြောလိုက်ပြီကျွန်တော်စောင့်ပြပြောတော့မယ်နင်းပါပါနော်ကျွန်တော်တို့ကဟိုစကားကိုအတိတ်ပဲမဲမဲနဲ့ဘယ်တော့မှပြောတဲ့လူတွေမှမပါဘူးနော်ကျွန်တော်မှတ်တမ်းနေကျွန်တော်ပြပေးမယ်ဆိုင်ကယ်တစ်စီးပျောက်သွားတယ်ရဲလာတယ်နေရင်းလာနေရင်းကျွန်တော်ပြောလိုက်ဟာအမေးယူတာမေးပါတော့အကျွန်တော်လည်း CCTV ရနေပါလေကြည်နေပါလေလို့ပြီးသွားတာလေပြီးပါနဲ့မဖမ်းပျောက်တဲ့သူကပြည်သူကခဏမလုံခြုံဘူးနေဗျာဆိုင်ကယ်တော်မှခိုးတယ်ဆိုရင်လုံချံဖို့လို့ဆိုတာဝင်လာပါပဲလေအဲ့ဒီအတွက်ကျွန်တော်ကဒီလိုရှိတာလေ တို့ရတယ်မျက်လုံးတစ်ဖက်မိထားရတဲ့အရာရှိတယ်ဗျာတိရကျွန်တော်ပြောရဲကျွန်တော်ရူဘီမောင်အနေနဲ့နေတယ်အခုရူဘီမဲအကြောင်းကျွန်တော်ပြောတာပေါ်တင်ပြောတာနော်ပေါ်တင်ပြောတာအဲ့တော့ငါငယ်ကတော့လေမှာအကုန်လုံးကိုဒေတာလေးကြည့်ထားလိုက်ဆိုင်ကခိုးသွားပြီဆိုတော့ကျွန်တော်ခိုးသွားတာအရန်တိကျနေလေဆိုရင်အဲ့ဒီဆိုင်ကိုဘယ်သူချက်တယ်ဘယ်နဲ့ဆိုတော့ CCTV အလုပ်ကိုကျွန်တော်အခုဆိုပြီးတော့လုပ်ကြည့်နေအခုကဆိုင်ကခိုးသွားလဲမသိဘူး ်အကူမဟုတ်တလို့ပဲနော်ဟိုကလူပြီးမှလာတယ်ကိုမဟုတ်တလို့ပဲအကူနဲ့မဆိုင်တလို့ပဲအပြင်ဟိုလူလူဒီလူကြောင့်လည်းဟိုလူလူလုတ်ပြန်အောင်ဘာမှန်းလည်းမသိကျောင်းတိုင်းပြီဘလို့တိုးတက်မှာလဲဗျာနော်အဲ့လိုတောင်းဝင်ရမှုတောင်းဝင်ခံမှုရှိတဲ့ရူဘီရူဘီမတ်လို့နေရာမျိုးကြီးမှာနော်ဟိုကဆာလာကတ်သွားတော့ကြတော့လေအဲ့လားမမြင်ဘူးပြည်သူလူတွေကကြောက်ပြောလာမဝဲတော့ဘူးအဲ့တော့အဲထဲမှာရှိတဲ့ဆိုင်တွေကလည်းဖွင့်လို့ရှုံးဝုံကုံဝုံအဲ့လိုပြကျွန်တော်တဲ့ပြင်းတော့ ကျွန်တော်ကဘသူမှဖားရနေတယ်ကောင်မဟုတ်ဘူးကျွန်တော်မနေ့ပြန်လဲလူပြီးဘက်မှာလာထိုင်အောင်မှာနော်ကျွန်တော်ပြောတာမားနေတယ်လာဖမ်းလိုက်လာဖမ်းလိုက်ဖမ်းခိုင်းလိုက်တာသောက်လို့ချုပ်လိုက်နော်ကျွန်တော်လာထိုင်အောင်မှာနော်လာထိုင်ပြီးတော့ကျွန်တော်ပြောအောင်မှာနော်လာပြောအောင်မှာကျွန်တော်ကဒီမှာဘီကအဲ့လိုဗျာလူတွေကသူတို့ကြတော့သူတို့ကလူကြီးလူကောင်းလို့လို့ဘာလို့လို့လှုပ်ပြီးတော့မသိရင်သူတို့မှတာဝန်ရှိတာ ဒီတဲမှာလူတော်ဝင်ရှိပြီးတော့မှအပြင်ကိစ္စလူမတဲကကားပတ်ကင်တို့ဆိုင်ကယ်ပါကင်တို့ထိုးရနေရကြတော့သူတို့ကစောက်တောင်းဝင်မရှိတော့တဲ့ပုံစံမလုပ်ကြောက်သွားတယ်ကြောက်တယ်အေးကြောက်သွားငါယောပေးမယ်လို့တခုံးမှမပြောဘူးဟိုလူလွှဲချဒီလူလွှဲချတယ်နော်ကျွန်တော်တော့မရဘူးကျွန်တော်တဲကျိတ်တဲ့ကောင်နော်တဲကျိတ်တဲ့ကောင်ဆိုရင်တော့ကျွန်တော်ပြောမှာတဲပဲခမဘာယာဓူးတွေဘာတွေပဲခမတို့ဘိုင်နိုင်ဆိုင်နိုင်ကြုံနေလဲမပတ်သက်ဘူးနော်အဲ့တော့ခမတို့ရူဘီမက်မှာလဲတောင်းဝင်မှုတောင်းဝင်ခံမှုရှိပါ ခိတ်တွေမှာခြားထားပါလူတွေကစ CCTV ကြည့်ပါဒီဆိုင်ကယ်ဘယ်သူစည်းလာလဲကြည့်တာဟုတ်လားဒီကားဘယ်သူမောင်းလာလဲကြည့်တာအဲ့ဒါမှလုံကြုံပါလေမဟုတ်လားကြည့်တာအော်လုံကြုံရေးပတ်စံယူလာလကားမဟုတ်ဘူးလေဟဲ့လားကြည့်ခိတ်ဘောင်းနေဝင်လာတဲ့ဒီဆိုင်ကယ်မောင်းသွားတဲ့ကောင်ကဒီဆိုင်ကယ်ပါချင်းမဟုတ်တာခိုးတာပဲဒါကျင်းတည်ပြီဟုတ်လားရက်တဲ့နေရာမှာကြည့်လေဒီကိုပြန်လာတာကြည့်အဲ့လိုကားတို့ကြည့်ကျွန်တော်လုံကြုံရေးလိုအပ်တယ် လုံကြုံရေးလိုရတဲ့လူပိမတ်ဆိုတာလကားလကားမဟုတ်ဘူးเนาะပြည်ဦးလေးမျိုးရဲ့အကြီးဆုံးမားကတ်ပဲလုံကြုံရေးလိုရတဲ့เนาะလုံကြုံရေးလိုရတဲ့အတွက်လုံကြုံရေးတိုင်းလုပ်ပါเนาะလုံကြုံရေးတိုင်းမဟုတ်ဘဲနဲ့ဆိုင်ငယ်ဘက်တော်တော့မှဘာမှမဖြစ်ရှင်းပြနိုင်ရင်ကျွန်တော်တို့လည်းကားကျွန်တော်တို့မျက်လုံးအောင်မှာကျွန်တော်ရှင်းပါเนาะကျွန်တော်ဇော်ဘုံရဲ့ကားเนาะကျွန်တော်ဟမ်းမာလည်းစီးမယ်ရွှေငါလည်းစီးမယ်ဟွန်ဒါရှက်တယ်လည်းစီးမယ်ဟွန်ဒါဖြစ်လည်းကျွန်တော်စီးစီးမယ်ကျွန်တော်ကားတော့ကျွန်တော်ရှင်းပါပဲเนาะရှင်းပါပဲဘာလို့လဲကျွန်တော်အဲ့မှာရှင်းပါကျွန်တော် ကျွန်တော်ရဲ့လုံခြုံမှုကိုမပေးနိုင်ရင်ကျွန်တော်အဲ့နေအောင်ကျွန်တော်ယုံကြည်မှုမရှိဘူးဗျ။ဘာလို့အဲ့လိုပြောလဲဆိုရင်ခဏတော့အဲ့မှာဆိုင်ကယ်ပြောက်သွားတာတော့မှနော်။နေရင်းကိုဥမာခေါ်ပြီးတော့မှကြည့်ရတော့မှဆိုင်ကယ်ပြန်မရဘူးလေ။အဲ့တော့ကျွန်တော်မယုံဘူးဗျ။မယုံနေတော့ကျွန်တော်ပြန်လုံအောင်မှကျွန်တော်ရဲတယ်။ဒါပဲ။နော်။ဘယ်မှာကျွန်တော်လူရောရောင်းရင်ကျွန်တော်ကအိမ်နားမှာရက်မယ်။ရက်မှမရှိဘူးဆိုရင်ခဏတရားဝင်ဖမ်းခံလိုက်။တောင်းရင်တောင်းလို့ခမေးအေးကျွန်တော်ကတကူကူနဲ့ဘုံခွဲတာတော့ဘာတကူကူဖြစ်နေခဏတော့ရှင်း။တော့လို့ကောကျွန်တော်လက်တွေ့နေ ဲ့ဒါဘာလို့ကျွန်တော်ပြောလဲခံစားချက်နဲ့ပြောတာမဟုတ်ဘူးခံယူချက်နဲ့ပြောတာမွန်တက်ဖွဲ့နှစ်ခုပေါင်းစည်းကယာမညမွန်တက်တော်ဖွဲ့စည်းခြင်းကို TNA အေဂျိုးဆိုပြီးမဟာမိတ်ဖြစ်ပူးပေါင်းသွားပြီးမွန်တော်လန်ရေးတက်ဖွဲ့များဖြစ်သည့်မွန်ပြည်တပ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးနှင့်မွန်လူမျိုးရေးတက်တော်မွာတို့သည်စစ်ကောင်စီကိုတိုက်ထုတ်ရန်နှင့်ကိုပိုင်ပြထန်းခွင့်ရှိသည့်မွန်ပြည်ပေါ်ထွန်းရန်ရည်ရွယ်ကပေါင်းစည်းခဲ့ကြောင်းပြီးခဲ့သည့်မေ24ရက်နေ့ကထုတ်ပြန်သည့် မိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့်မိုးလွတ်မြောက်ရေးတပ်တော်တို့ပေါင်းစည်းကရာမညမိုးတပ်တော်အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းပေါ်မုံပြည်သူလူထုနှင့်အတူပလောင်ပြည်နယ်လွတ်မြောက်ရေးတအူ TNAA ကျူးစိုးဂုံပြူကြောင်းကြေညာခဲ့သည် ထို့ပြင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး KAA အနေဖြင့်ယခုအစ်စ်ဖွဲ့စည်းတည်ထောင်လိုက်သည့်ရာမညမွန်တပ်တော်ကိုတော်လန်ရေးမဟာမိတ်ဖြစ်သတ်မှတ်ပြီးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းကင်းတို့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည့် news ရည်နိုင်ငံရေးစီရေးဥဆောင်ဖွဲ့နှင့်မွတ်ဥဆောင်ဖွဲ့ဝင်များပါဝင်သည့် news ရည်နိုင်ငံရေးစီရေးကော်မတီကိုဖွဲ့စည်းကကင်းတို့ဥဆောင်မှုဖြင့်ရာမညမွန်တပ်တော် စစ်ရေးဆိုင်ရာလုပ်ငန်းများကိုအကောင့်ထဲပေါ်ရန်စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စလွန်ထောဒုစစ်ဦးစီးချုပ်တဘိုလ်မှူးကြီးစိုးဝင်းနှင့်ဒုစစ်ဦးစီးချုပ်နှင့်ဗိုလ်မှူးကြီးကြည်စံတို့မှတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည့်ဆက်လက်ပြီးရမရမွန်တက်တော်မစ္စပါတို့မှအနေဖြင့်စစ်အာဏာရှင်ကိုတော်လှန်ရန်နှင့်ကိုပိုင်ပြဌာန်းခွင့်ရှိသည့်မွန်ပြည်ပေါ်ပေါက်ရေးတို့အတွက်တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်များပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်းဆိုထားသည်ကိတ်တွေကိုလုံလုံချုံချုံလုပ်ပေးပါလို့ပဲကျွန်တော်ပြောချင်တယ် နော်အဲ့လိုလုံနိုင်မှစီကန်းနေတင်းကြပါလို့ဆိုလို့ရှိရင်ရှော့ရှိတယ်နော်အမြန်မာပြည်အမြဲဆုံးညင်းကြပါလေရှင်းတဲ့ရောက်နေတဲ့တပ်မတော်သားတွေဒေးရနေတည်စီပြီးနောက်တဲ့မိသားစုတွေနဲ့အမြဲဆုံးသမင်းတဝိုင်းရဲမှာလက်ဆုံစားနိုင်တဲ့မိသားစုတွေဖြစ်တဲ့ဆုံးစီးလို့မိလို့ရနေပြီကျွန်တော်ဆုတောင်းပေးနေပါတယ်ခင်ဗျာနော်လူမကလူကြီးလေကျွန်တော်စိတ်မဆိုးနိုင်ဘူးကျွန်တော်ပြောတာအမှန်ကြီးပြောသွားတာပါနော်အဲ့တော့ကျွန်တော်လည်းအနေရှိပါတယ်နော်အနေရှိတဲ့အဲဇဘွေးဆိုင်ရဲ့ဘယ်နေရာပြောက်လဲလို့မေးကျွန်တော်ပြောပြပါမယ် နော်နေရင်းတွေပါပါတယ်ဆိုင်ကယ်တော့လာတယ်တာဝန်မယူနိုင်ဘူးဘာမှမယူနိုင်မဟုတ်တာကြီးပါလုပ်နေကျွန်တော်နိုင်ငံအဲ့ဒါပဲဟိုမဟုတ်တဲ့နေရာတွေမှာကြတော့နော်ဟိုအာဘာညာလုပ်ပြီးတော့မှဟုတ်တဲ့နေရာတွေမှာကြတော့မလုပ်နိုင်မင်းနဲ့နော်အဲ့အဲ့အရာမှားတာလုပ်နိုင်အောင်လုပ်ဖို့တော့ကိုပဲကျွန်တော်အကူအညီတောင်းတာပါနော်နိုင်ငံတော်ဝန်ထမ်းတွေကိုအကူအညီတောင်းတာပါအကူအညီတောင်းတာပါအနိုင်ငံတော်ဝန်ထမ်းတွေကိုဆဲဆိုတော့အနာရှိရင်ဆဲလို့ကျွန်တော်နံပါတ်တက်ပြီးတော့ဆဲတာမဟုတ်ဘူးနိုင်ငံတော်ဝန်ထမ်းရောတက်မတော်သားရောရဲတပ်ဖွဲ့ဝင်ရောရှင်နေင်းရော ဝင်ကြီးဌာနမှာရှိရလူတွေကအကုန်ကောင်းလားဗျဟုတ်လားအကုန်ကောင်းတယ်ဆိုရင်တော့တရားဆွဲလိုက်ပါကျွန်တော်ဆင်းလိုက်ပါဆွဲပါဆွဲပါတကားလေးဆွဲလိုက်နော်ဘယ်သူဆွဲမှလဲနာမည်တက်ပြီးတော့တကားလေးခုစာမင်းဆွေတို့ငါမင်းဆွေတို့ဆွဲတယ်လို့လားဆွဲလိုက်အဲ့လိုဆွဲနော်အဲ့တော့ကျွန်တော်ဒီကျွန်တော်လည်းနိုင်ငံတော်ဝန်ထမ်းဖို့ပဲနဲ့တောင်းပြီးနေနိုင်ငံလူမျိုးချစ်လို့ကောင်းစေချင်လို့ကျွန်တော်လည်းကျွန်တော်သိတာကျွန်တော်တက်တော်ကျွန်တော်ပြောပေးခဲ့တာပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဘာမှမဖြစ်ပါဘူးဟိုမဆိုးရိမ်ပါနဲ့ကျွန်တော် အလူတွေသွားနေလို့မနေ့ပြန်လဲကျွန်တော်အလူရှိမယ်နောက်ရက်တွေမှာလဲကျွန်တော်ရှေ့တန်းမှာနောက်တစ်ခုအလူရှိရှိအောင်မယ်နော်အဲ့တော့တောင်တကုန်ရဲစခန်းကိုလဲကျွန်တော်လာခဲ့ပါမယ်လို့နော်စခန်းမကြီးလဲအဲကျွန်တော်ဒီလိုက်ကနေပဲပြောပြရသည်ကျွန်တော်လာမှာပါနော်ကျွန်တော်လာမှာကျွန်တော်ဟိုဒီမှာနည်းနည်းလေးအလူရှိနေသေးလို့ပါအဲ့ပြဿနာ66ကကြီးကဘာမှဖြစ်ပါဘူးနော်ကျွန်တော်အာမခံမဲ့အိမ်တော်အာမခံမဲ့လူပေါ့နော်အာမခံမဲ့လူရဲ့အိမ်အောင်စုစရာမူရင်းနဲ့မှတ်ပုံနေနဲ့အဲပြီးရင်ကျွန်တော်ရဲ့အိမ်အောင်စုစရာနဲ့မှတ်ပုံနေနဲ့ လာမယ်စစ်စည်းခံမယ်ဖုံးအပ်မယ်ပြီးလက်မှတ်ထိုးပြီးကျွန်တော်အမခံယူသွားမယ်ဒါပဲကျွန်တော်သိတာဗောဒီဒီအမှုကျွန်တော်မသိပဲပဲနေပါဘူးဟုတ်လားအဲ့တော့ကျွန်တော်တရားဆွဲဆိုထားတဲ့လူတွေလည်းပြုံးလို့ရေးစမ်းအောင်လာရမှာပါနော်လာရမှာပါဟုတ်ပြီလားကြည့်ကြလိမ့်ပါဗောနော်လာရမှာအဲ့လိုပဲပြောချင်ပါလေဗျာကျွန်တော်အများကြီးပြောလို့မကောင်းလို့ပါတရားဆွဲတယ်ဟုတ်လား ကျွန်တော်ကတဖက်ကလူကဘာမှမလုပ်ဘဲနဲ့ဒီကျမတို့ကဘာကာကြောင်ကြီးကိုချစ်ပါတယ်လို့ကျွန်တော်တို့ကဟိုဘာဗုဒ္ဓရဲ့စစ်တီတော်နဲ့ဗုဒ္ဓရဲ့စစ်တီတော်ဆိုတာရှိမှရှိတာခရစ်ယာန်ပါပဲရှိတာဗုဒ္ဓရဲ့စစ်တီတော်ဆိုတာနော်အဲ့ဒါသာသနာညှိုးနှိုင်းမှု2 9 9နော်2 9 9ဗုဒ္ဓရဲ့စစ်တီတော်ဆိုတာကျွန်တော်တို့ဗုဒ္ဓမှာစစ်တီတော်မလို့ဘူးကျွန်တော်တို့ဗုဒ္ဓဘာသာတရားကိုဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့လူအားလား ုဒ္ဓရဲ့စਿੱတိတော်ဆိုတာမရှိဘူးအဲ့ဒါသာသနာညှိုးနှိုင်းမှုမြောက်တယ်ဥပဒေပေါ်မှာ195နဲ့မြောက်တယ်နော်အခုမင်းသားကြီး तू ကျွန်တော်မပြောတော့ဘူးနော်ဘာလို့မပြောတော့လဲ तू က तू ပဲကျွန်တော်ကို BDF တွေပါလေ तू ပြောခဲ့တာနော်တရားဆွဲတယ်ဘာဖြစ်လဲဆွဲတယ် तू ဆွဲကိုဆွဲဆွဲတာပဲမဟုတ်လားခေါ်ယူစစ်ဆေးမှုဆိုတာကျွန်တော်တို့ကျွန်တော်လည်းဆွဲလိုက်ပြီပြီနော်ကျွန်တော်ဆွဲပြီပြီနော်အဲ့တော့ကိုကိုယ်တိုင်လာရှင်းရမယ်ပြင်ဦးလေးမှာ နော်ရှင်ခမတို့ဆဲလို့66ကကြီးနေဆိုတာကျွန်တော်ကဘာမှဆဲတဲ့အမှုတည်းမဟုတ်ဘူးနော်လာရှင်ပြူးလေမှာခမတို့လည်းလာရှင်ရမှာကျုပ်ကတည်ရခံလေးခမတို့ကတည်ရလို့အဲ့တော့ကျွန်တော်ပြူးလေမှာကျွန်တော်လည်းတရားပြန်ဖွင့်တယ်အမှုပြန်ဖွင့်တယ်ဟုတ်လားခမတို့လည်းခေါ်လိုက်မယ်ပြူးလေမှာကျွန်တော်ကိုလည်းခေါ်မယ်ဟုတ်လားခေါ်တဲ့အချိန်မရအောင်လုံးစောင့်ကြည့်တာပေါ့ဘာလို့လဲခေါ်တဲ့အချိန်ကတည်ရခံပြူးလေမှာရှိရလေခမဆွဲလို့တည်ရခံမှာရှိနေတာလေစစ်ဖို့ဒါပြည့်လာတော့နော်ထားပါလားအဲ့တော့ လူတွေကကိုယ့်အချင်းချင်းတော့မလုံးတဲ့မလုံးတိုက်တဲ့လူတွေကမဟုတ်ကဟုတ်ကတွေရှောက်လုံနေတိုင်းပြည်ကိုတကယ်ချင်းနိုင်ငံတော်တွေဘာလဲကျွန်တော်မနာလိုရလားကလည်းကျမတို့ချစ်တယ်နိုင်ငံတော်ကိုချစ်တယ်ဆိုပြီးတော့ဗုဒ္ဓရဲ့စည်းတော်ကြီးတို့ချစ်ပေချစ်မေတို့ပြောပြီးတော့မှကျွန်တော်ကိုခမားတို့ပြောချင်တိုင်းပြောနေဟာကျုပ်ကတက်အတိုင်းဝိုင်းထဲမှာနေတဲ့ကောင်ခမားတို့ကပြောပြီးတဲ့နောက်ပိုင်းမှာကိုအနောက်ဘက်နိုင်ငံစစ်တမ်းကျုပ်ရဲ့အလူကိုကျွန်တော်သွားနေတာခမားတို့ကျွန်တော် ီဒီယာလို့ပြောတယ်။စော်သားတယ်အခုကျွန်တော်ရှေ့တန်းကိုရောက်နေတာ။အောင်မြင်မှုတွေရနေတာ။ကျွန်တော်တို့ကျွန်တော်တက်တဲ့ဘက်ကနေကျွန်တော်အခုအထောက်ပံ့ပြုနေတာ။အဲ့လိုကတော့တရားစွဲတယ်ဆိုတော့ကျွန်တော်ပါဇက်ရရင်အကုန်လုပ်တဲ့လူလေ။ပါဇက်ရရတယ်ဆိုရင်တိုးတိုးတိတ်တိတ်လေးဖုံးဆက်ခဲ့လိုက်။နော်ဖုံးဆက်ခဲ့လိုက်။ပါဇက်ရရနိုင်လုပ်တယ်ဆိုရင်ဖုံးဆက်ခဲ့လိုက်။နော်နေ့အောင်လုံးကိုပြောတာ။ မိမဆိုရင်လည်းပတ်စံရရအချိန်မီးလောက်တယ်ဆိုရင်ခမားတို့လည်းဘာမှမလိုပါဘူးဗျာကျွန်တော်လည်းတဲ့တယ်ပြောတယ်ဗျာခမားတို့စောက်ခွက်တွေကစုပ်ပဲ့နေတော့ရလေခေါ်နော်ဟိုအသားလည်းမေးနော်ပြီးလို့ချင်းမိကမလိမ့်မအောင်ဆိုပြီးတော့မှအဖက်တွေနဲ့တုံးနေရတယ်အာယုန်တွေနောက်လို့ပါနော်ခမားတို့ပတ်စံရလို့လုပ်တယ်ဆိုရင်တိုင်းပြည်နဲ့နိုင်ငံနဲ့အပေါ်မှာတော့အတုံးမချပါနဲ့နော်အဲ့လိုတွေမလုပ်ပါနဲ့ကျွန်တော်ကခမားတို့ခမားတို့မှတရားဆွဲလို့ရတာမဟုတ်ဘူးလीခမားတို့ကကျွန်တော်ကိုစားခဲ့လို့ပြဿနာတက်လာတာလीဟုတ်တယ်မလား ိုရှင်းဖို့ခင်ဗျားတို့အကျောက်ကိုအမြဲတမ်းကြည့်နေကျောက်ကတည်တယ်ကျောက်ကခင်ဗျားတို့လိုက်ကြည့်နေမှာမဟုတ်ဘူးနော်အဲ့တော့ပြောချင်တာကကိုယ်အချင်းချင်းတော့ဒီလိုတိုက်ခိုက်တာနော်စော်ဘုံရင်ဆိုအခုတိုက်ခိုက်တာရဲရဲစက်စက်တိုက်ခိုက်တာအခုကိုရွှေမျိုးဝင်းတော်မှပြောလာပြီရေးလာပြီနော်စော်ဘုံရင်ကိုစော်ဘုံရင်ကဘယ်လိုလူလဲဆိုတော့သူတို့တိလာပြီဘာလို့လဲစော်ဘုံရင်ကစကိုင်းတိုင်းဝင်ကြီးချုပ်တွေစကိုင်းတိုင်းတိုင်းဦးတွေတကယ်အန်ရရှိတဲ့နေရာကိုသွားပြီးတော့ ပြည်သူ့ရဲ့ရှင်ခွင်ကိုခိုးလုံပြီးတော့ကိုယ့်ရဲ့တမ်းမတော်သားတွေရဲ့လုံဆောင်ချက်တွေကိုဖော်ပြပေးနေတယ်လူခင်ဗျားတို့ကသွားလို့လားခင်ဗျားတို့ကဘယ်သူဖိတ်လို့ဟမ်သွားလို့တော့ကျုပ်ကဟုံးမင်းကြီးရောက်သွားတာလေရင်လက်မက12ဘိန်းကုန်လေသွားပြန်ဟုံးမင်းနဲ့ဒီဟိုတရာဥလေးစိတ်တွေကိုသွားပြန်အောင်ဟုံးမင်းရောက်ပြီးမှမဟုတ်အောင်ရှင်းရတယ်ကျုံးပဲ့နဲ့ကျုံးရတယ်တိလား